ယခုတလောမှာပြိသက်အများစုရဲ့အာယုံဆိုင်မှုကိုခံခဲ့ရတဲ့ဟိဝိယနဲ့ဆိုပြသစင်တို့ရဲ့အချစ်ဇလန်နဲ့မင်္ဂလာကြောင့်အားလုံးပဲမင်္ဂလာပါ MSLDOS News Channel ကနေကြိုဆိုပါရစေ။ဟိဝိယနဲ့ဆိုပြသစင်တို့ရဲ့အချစ်ဇလန်ကမြန်မာနုပညာလောကမှာစိတ်ဝင်စားမှုအများဆုံးဇက်ကွက်တစ်ခုဖြစ်တင်ရှာခဲ့ပါရစေ။စံတဲ့တုံမှုဆိုင်အချစ်ဇလန်ဟိဝိယန်ဆိုပြသစင်နဲ့စောင်းဆန်တို့ကြောင့်ရှုပ်ထွေးတဲ့အချစ်ဆက်ဆံရေးကိုဗီဒီယိုတစ်ခုမှတစဉ်ပြိသက်တွေစိတ်ဝင်စားလာခဲ့ပါရစေ။ အီဇလန်ကသုံးပွင့်ဆိုင်ချစ်ဇလန်ဖြစ်လူကြိုက်များခဲ့ပြီးဆိုရှယ်မီဒီယာမှာပြန်လည်မျှော်ဝေမှုတွေရှိခဲ့ပါတယ်။ရုပ်ရှင်မှာတွဲဖက်မှုနဲ့ယင်းဒီကြုံဝင်လာခြင်းသူတို့ကအချစ်နဲ့တရရောခါဟုတဲ့မြန်မာဇာတ်ကားမှာတွဲဖက်တရုပ်ဆောင်ခဲ့ကြပါတယ်။အီဇကားကအချစ်ဒရမာဇလန်တပုံဖြစ်ပြီး HD ရေးသွေးဖြင့်မဟာ TV channel မှာထုတ်လွှင့်ခဲ့တဲ့ဆိုရှယ်မီဒီယာပေါ်ကချစ်သူဆောင်တွဲဖြင့်ပုံရိပ်သူတို့ရဲ့အချစ်ဇလန်ကိုချစ်ကိုရှာဖွေတွေ့ရှိခြင်းဟူတဲ့ခေါင်းစဉ်နဲ့ memory in frame မှာပြည်သက်တရားဖော်ပြခဲ့ပါတယ်။ ။အိမ်မှာဟိဝေရနဲ့ဆိုဗီယက်သင်္ဘောရဲ့ချစ်စင်မြတ်တာကိုရှောင်းဆောင်ဓာတ်ပုံတွေနဲ့မှတ်တမ်းတင်ခဲ့ပါတယ်။ပရိသတ်တရားအပိမှုနဲ့အမြင်နဲ့ဤဆောင်တွဲကပရိသတ်တရားအပိမှုကိုထုတ်ကန်စားခဲ့ပြီးသူတို့ရဲ့ရုပ်ရှင်နဲ့ပုံကိုယ်ရေးဘဝကိုဆက်ဆက်တဲ့အကြောင်းအရာတွေကိုမီဒီယာတွေကမကြကနာတွင်မြင်နိုင်ပါတယ်။အနုပညာလမ်းကြောင်းနဲ့ဘဝတူလျှောက်လမ်းမှုဟိဝေရန်နဲ့ဆိုဗီယက်သင်္ဘောကရုပ်ရှင်လောကမှာကျေဆက်လမ်းများဖြင့်လူသိများခဲ့ပြီးသူတို့ရဲ့လူကြိုက်များမှုကအနုပညာနယ်ပယ်မှာပုံမှုတိုးတက်စေခဲ့ပါတယ်။ဤဇလန်းကရုပ်ရှင်နဲ့ လူမှုမီဒီယာတို့မှချင်းတဲ့အမှုပညာကိုပေါင်းစပ်ထားတဲ့စိတ်ဝင်စားဖွယ်ကြောင့်တခုဖြစ်လာတယ်။ပြိသက်တွေအတွက်ဆဲဆောင်မှုရှိတဲ့အကြောင်းတခုလည်းဖြစ်တယ်။ဟိဝိယန်နဲ့ဆိုပြတဲ့ဇနွေရဲ့မင်္ဂလာဆောင်ကြောင့်ကိုပြိသက်များစွာကအာရုံစိုက်ခဲ့ကြပါတယ်။အတိပြုချက်နဲ့ပြိသက်တုတ်ပြန်မှုဟိဝိယန်ရဲ့ဖခင်ဖြစ်သူအဝင်းကတောင်းဖြစ်သူဟိဝိယန်နဲ့ဆိုပြတဲ့ဇနွေတို့မင်္ဂလာဆောင်အစီအစဉ်တွေကြောင့်အတိပြုပြောကြားခဲ့ပါတယ်။ဤတဲ့င်းကလူမှုကွန်ရက်မှာအပြုတ်သဘောနဲ့အပြက်သဘောတုတ်ပြန်မှုတွေရရှိခဲ့တယ်။ထောက်ခံမှုတွေတချို့ပြိသက်တွေကအရန်သဘောတူပါတယ်။မြ мян လေးယူပါလို့မှတ်ချက်ပေးခဲ့ကြတယ်။ ကန့်ကွက်မှုတွေစိုးပြစ်ဘက်ကသဘောမတူလို့ဝေဖန်သူတွေလည်းရှိခဲ့တယ်။မင်္ဂလာဝစ်ဆောင်တဲ့အစင်သစ်ပြင်ဆင်မှုမင်္ဂလာဆောင်အတွက်ဝစ်ဆောင်နေစတင်ချုပ်လုပ်နေပြီဖြစ်ကြောင်းသတင်းတစ်ခုမှဖော်ပြတယ်။အီချက်ကဇုံတွဲရဲ့မင်္ဂလာပွဲကိုတရားဝင်စီစဉ်နေမှုကိုထင်ရှားစေပါတယ်။မိသားစုနဲ့ဆက်ဆက်တဲ့တဲ့နေစိုးပြစ်သူစဉ်ကစိုးမြတ်သူဆိုင်ညီမအရင်ဖြစ်တယ်လို့ဆိုရင်ထို့ကြောင့်အိမ်အောင်ရင်မှအမှုပညာလောကရဲ့မိသားစုဆက်ဆံရေးရှုပ်ထွေးမှုလည်းပေါင်းဝင်နိုင်တယ်လို့ခန့်မှန်းရပါတယ်။ ဖခင်ထုတ်ဖော်ပြောဆိုမှုဟိဝင်ရဲ့ဖခင်ဝင်ကအိမ်တော်ရေးကိစ္စကိုတရားဝင်ထုတ်ဖော်ခဲ့တော်လဲသတင်းမီဒီယာတွေကတည်ပြုထားရက်စွဲတဲ့နေရာချက်လက်တွေမပါရှိသေးဘူးတခြားသတင်းဆက်ဆက်မှုတွေဟိဝင်ရဲ့မိသားစုနဲ့ပတ်သက်တဲ့သတင်းတွေမှာဖခင်အမှုပညာလောကကဖြက်စည်းနိုင်ကြောင်းထင်မြင်ချက်တွေပေါင်းနေပါတယ်တို့တော့ဤချက်ကမင်္ဂလာဆောင်နဲ့တိုက်ရိုက်တော်မတက်ဆန်းပါဘူးဟိဝင်ရဲ့နဲ့ဆိုပြတဲ့ဇင်တွေရဲ့မင်္ဂလာဆောင်ကလူမှုကွန်ရက်ပေါ်မှာအငင်းပွားဝယ်ရာ စကားစုတွေကို ဖြစ်ပေါ်စေခဲ့တော်လဲအတည်ပြုထားတဲ့အစီအစဉ်တွေ ဝိဆောင်ချောင်းလုံးချင်းမိသားစုထုတ်ပေါ်ပြောဆိုမှုရှိရလို့မှတ်ယူနိုင်ပါတယ်။အစုံနှင့်ကြည့်ရှုနာစဉ်ပြည်ပရိသတ်အလုံးကိုကျေးဇူးတင်ပါတယ်။ကျမတို့ရဲ့ channel ကိုလည်း like and subscribe လေးလုပ်ပေးကြပါရှင်။